မိတ္တဗလတီကာဝင်ကြီးချုပ်ဥနုပါသာပြန်ဆိုတဲ့ဒေကာနီကြီးရေးတဲ့စာအုပ်ပါ အေးအချင်းတွင်တဲ့ဘတ်မော်ထော့ကားကုမ္ပဏီအတွက်ကုန်တင်ကားများကို ရောင်းပေးရ၏ဆက်အကြောင်းကိုနားမလဲဝါသနာမပါသည့်မောပနာမပါသောကြောင့်အလုဆင်းရန်ပင်စိတ်မပါတပါဖြစ်ခဲ့သည်ဟ ကောလိပ်ကျောင်းတွင်တဲ့နေခဲ့စဉ်က ရေးသားမိဟု စိတ်ကူးခဲ့ဘူးသောစောင်းများကိုတဲ့ရေးသားလိုသောဆန္ဒသည်တနေ့နဲ့တခြားပြင်းပြလာသဖြင့်ထိုအလုံးမှထွက်လိုက်ပြန်၏စောင်းများဝိတ္ထုများရင်းနိုင်ရန်အတွက်ညအကြောင်းဝင်၍အလုံးလုံးရန်စိတ်ကူး၏တဲ့ ညာเจ้าတွင်တဲ့မိသည့်ဘာသာရက်ကိုသိရမည်ကိုတဲ့မတွေ့တဲ့အောင်လည်းဖြစ်နေလေသည်ကောလိပ်เจ้าနေစဉ်ကလုတ်ခဲ့သောအလုံးများနဲ့စကားပြောကောင်းရန်လေ့ကျင့်ခြင်းသည်အခြားသောသင်ငန်းဆောင်များအားလုံးထက်ပို၍သူ့ကိုနှလုံးရင်နဲ့တကားလူများနဲ့ဆက်သွယ်နိုင်စွမ်းတတ္တိကိုတဲ့ပေးခဲ့သည်ဖြစ်ရကား စာသင်ပေးရလင်စကားပြောသင်ဘာသာကို သင်ကြားပြတာပေးလို့သောစိတ်ရှိ၏ထို့ကြောင့်နဲ့နီးရောက်မျိုးရှိ YMBA ကျောင်းအဖွဲ့သို့အယောင်ဝေသမားတို့ စကားပြောနည်းကို သင်ကြားခွင့်ပေးပါရန်ပြောလေ၏တို့တို့သင်ကြားပြသသည့်အတွက်တညလျင်ဒေါ်လာ2ပြား မေးရန်တောင်းဆို၏ဆိုင်ရာတို့ကတောင်းသည့်အတိုင်းမေးရန်သဘောမတူသောအခါတဲ့ကော်မရှင်နှုံးဖြင့်မေးရန်တောင်းပြန်၏သုံးနှစ်အတွင်းနဲ့ကော်မရှင်နှုံးအရတညလင်ဒေါ်လာအပြား30မြရလည်သည်တဲ့ များမကြမီတဲ့သင်္ကန်းစာများဤဂုံတရင်သည်ဒဇာနှင့်ဒဇာမျက်နှာလာရာနီယောက်မြို့တမျိုးဒီတာမကဖီလာဒဲယာဘာလတီမိုလန်ဒန်နှင့်ပဲရစ်မြို့များသို့ သွားရောက်ကာသင်ကြားပြသခဲ့ရလေသည်သူတို့ထံသို့ ရောက်သောသင်ကြားသောသူတို့ထံသို့လာရောက် ်သင်ကြားကြသောကုံသည်ကြီးငယ်တို့အသုံးပြုကြသည်လက်ဆွဲဆောင်များသည်နေစဉ်အလုံးများ၌အသုံး၍မဖြစ်ချေထို့ကြောင့်ကုံရောင်းကုံဝယ်လုပ်ရ၌တစ်ဖက်သားကိုကိုယ်ဘက်သို့ပေါင်းဆွဲဆောင်ဤများပါဝင်သည့်ကြမ်းတကြမ်းကိုရေးသားရာ 托加拿大奥迪，一库阿卡，美国的康德基的阿维诺伊，列索萨奥，皮列西迪，列索萨奥，皮列西迪，一库阿卡的纽奥缪西。 တကားပြောနည်းကိုသင်ကြားပေးနေသောကောလိပ်ကျောင်း20နဲ့နှစ်ကျောင်းတွင် စာသင်နေသောစာသင်သာဥယေထဲတဲ့ဒေကာနေကြီးတူထံတွင် စာသင်နေသောကျောင်းသားဥယေကမြအားမြဖြစ်သည်တဲ့ညီတို့ မြည်သူမဆိုးဒေါသထွက်လာလင်းတဲ့စကားပြောကောင်းဖြစ်နိုင်မည်ဟုဒေကာနေကြီးကအတိအကျဆို၏လူအန္တတူဦးမေယိုးကိုတဲ့ခက်ပြင်းပြင်းတစ်ချက်လောက်ထိုးလဲလိုက်လင်ထိုးသူသည်တဲ့ပြန်ထလာပြီးလင်စကားပြောအကောင်းဆုံးလူတယောက်လောက်ကောင်းအောင် တော်ပါပါနဲ့စကောစကားပြောနိုင်မည်ဟုဒေကာနေကြီးကဆို၏ဘလောင်းဆူဝေ၍နေသောကိစ္စတစ်ခုမိမိရင်အတွင်း၌ရှိ၍တဲ့မိမိကိုမိမိစိတ်ချလင်းတဲ့မြည်သူမဆိုပြိသက်အလဲတွင်နားထောင်ကောင်းလောက်အောင် စကားပြောလာနိုင်လိမ့်မည်ဟုဒေကာနေကြီးကဆို၏တဲ့ မိမိကိုတဲ့မိမိစိတ်ချသည့်စိတ်ဓာတ်များယဉ်တန်အောင်တဲ့ပြုလုပ်ရန်အကောင်းဆုံးသောနိလန်းသည်တဲ့မိမိကိုယ်တိုင်ပြုလုပ်ရန်ကြောက်သောကိစ္စတို့ကိုပြုလုပ်ပြီးလင်အောင်မြင်သည့်အခါတိုင်ထိုအောင်မြင်ချက်တို့ကို ကောင်းစွာမှတ်သားခြင်းဖြင့်ဖြစ်သည်ဟုဒေဂာနေကြီးကဆိုမြန်၏ထို့ကြောင့်တဲ့ကာနေကြီးသည်တဲ့သူဤတပည့်များကို အတန်းတတိုင်စကားပြောစေ၏ဤသို့ပြောပံများသဖြင့်အပြောလေးချင်းသူတို့တွင်နဲ့ကိုကိုကိုမိမိကိုမိမိယုံကြည်စိတ်ချခြင်းတတိချီခြင်းဆရာထက်တန်ခြင်းတည်ဟူသော စိတ်ဓာတ်များတနေ့တခြားရင့်တန်လာမည်ကမလွဲပေတဲ့ လူများအားစကားပေါ်စကားပြောသင်ပေးခြင်းအလုပ်တစ်ခုဒီဖြင့်အသက်မွေးဝမ်းရောက်မရှာထုံလုံငန်းသည်တဲ့ခီးသာဟန်လွဲများသာဖြစ်၍တဲ့ကျွန်ုပ်တို့ဤအသက်မွေးဝမ်းကြောင်းလုပ်ငန်းအစ်စ်မှာတဲ့လူများအားသူတို့ဤကြောက်စိတ်များကိုနှိမ်နှင်းပြီးလင်းတဲ့တတိများကိုမွေးမြူနိုင်ရန်သင်ကြားပေးခြင်းသည်တာလင်းဒေဂာနေစီက ထုတ်ပြောဘူး၏ခြေဥပထမတဲ့စကားပြောသင်တန်းများကို ဖွင့်လျံသူကြံစီခဲ့ဘူး၏တို့ရတွင် သူထံပညာစည်းပွရလာကြသော သူများမှာကုံရောင်းကုံဝယ်သည်များသာများသာဖြစ်၍ចောင်းမှထွက်လာသည်မှာအ ਨੇ ဆုံးနှစ်30ကျော်စီရှိကြလေပြီထိုတပည့်များသည်ယနေ့ သင်သောသင်ခန်းစာများကိုတဲ့မနက်ဖန်အသုံးချရန်အလိုရှိ၏ထို့ကြောင့်ဒေကနေကြီးသည်လက်တွေအသုံးချနိုင်သောနီလန်းများကိုလင်းမြန်စွာထွင်ရလေသည်သူဤနာမည်မှာတဲ့စကားပြောနီးဇေယောင်နီးပေါင်းသင်ဆက်ဆံနီးနဲ့အသုံးချစိတ်ပညာရဲ့များကိုအလုံးစုပေါင်းပြီးလင်းတဲ့သင်ခန်းစာတစ်ခုဖြစ်အောင်တဲ့ ထွင်ထားသောကြောင့်အခြားသူများ၏သင်္ကန်းစာများနှင့်စိုးစင်းမြမတူချေဒုထံတွင်တဲ့သင်္ကန်းစာများကိုကောင်းသင်ပြီးသောအခါတပည့်များသည်မိမိတို့ဘာသာအသင်းများထူထောင်၍တလလင်နှစ်ကျင်းနှစ်ပေါင်းနှစ်ကျင်းကြနှစ်ပေါင်းအတော်စာ တွေ့ဆုံဆွေးနွေးကြလေသည်တဲ့ လူတူး၌ကိုပိုင်သတ္တိမြအပုံတရားရှိလင်တဲ့ထိုးသူသည်ဆေဘုံကိုသာလင်အသုံးချသည်ဟု Harvard University မှာ Professor William Jane ကဆိုခဲ့ဘူးလေသည်ဒေကာနေကြီးသည် ကုံရောင်းကိုရဲ့သမားတို့အားသူတို့၏ရှိပြီးကိုပိုင်သတ္တိမြကို ရှိရှိသေး၍အသုံးချနိုင်ရန်စူးစမ်းခြင်းဖြင့် အရွယ်ရောက်ပြီးသောသူတို့၏ပညာပြန်ပွားရေးကိစ္စတွင် အရေးပါအရာရောက်ဆုံးသောကိစ္စကြီးတစ်ရပ်ကို ဆောင်ရွက်လိုက်သည်ဟု ဆိုရပေမည်။ဤစာအုပ်ကိုဘယ်လိုရေးသည်နိဘာကြောင့်ရေးသည်နိလွန်ခဲ့သော25နှစ်တွင်ကအမေရိကန်ပြည်ရှိပုံနှိပ်တိုက်များသည့်စာအုပ်အမျိုးပေါင်း နှစ်သိန်းကျော်ကိုထုတ်ဝေခဲ့သည်ထို့များစွာသောစာအုပ်တို့မှာတဲ့လွန်ပစ်ချင်းစပွဲရညီငွေပွဲရကောင်းလာဤဤစာအုပ်များအတွေ့ပုံနှိပ်ထုတ်ဝေများသည်တဲ့ပုံနှိပ်ခ ရှုံးနေသည်တဲ့များစွာသောစာအုပ်များဟုကျွန်ုပ်ပြောသည်မဟုတ်ပါကဘာပေါ်တွင်အကြီးဆုံးပုံနှိပ်တိုက်တရားဤဥက္ကရာတူက 85နှစ်အတွင်းကျွန်ုပ်ပုံနှိပ်တိုက်သည့်စာအုပ်၈အုပ်ပုံနှိပ်တိုင်း9အုပ်မှအရှုံးပေါ်သည်ဟုကျွန်ုပ်ကဝန်ခံဘူး၏ဒီတို့ဆိုရင်ကျွန်ုပ်တို့သည်ဘာကြောင့်မစင်မခြင်းမစင်စားပဲအဲဆွန်ကစာအုပ်တို့ကို နောက်ထပ်ရေးကြရသည်ကျွန်ုပ်ရေးပြီးသည့်တိုင်အောင်နဲ့စာအုပ်တွေတလောက်များနေတဲ့အထဲမှာဒီစာအုပ်ကိုသင်သည့်အဘဲကြောင့်စိတ်ရှုပ်ခံ ကဖတ်မိနီနှုတ်စလုံးမေးသင့်သောမိခွင်းများပါတဲ့ထိုမေးသင့်သောမိခွင်းကိုကျွန်ုပ်စူးစမ်း၍ဖြေဆိုပါမယ်ဤစာအုပ်ကိုဘယ်လိုရေးသည်နီဘာကြောင့်ရေးသည်နီဖြည့်ရှင်းရ၌လိုဝဲသောမတ်ရေးခဲ့သောထင်းပေါ်ရန်ဖြလန်းစာရန်တွင် ပါဝင်သည့်အချက်လက်အချို့ကိုချုံ၍ ထက်မှန်ရေးသားပါဦးမည်တဲ့1930ခုနှစ်ကတဲ့အစပြုသည်ကျွန်ုပ်တို့သည်ကုန်သည်များနှင့်ပညာသည်များအတွက်ပညာရေးလမ်းစဉ်များကိုနီးရောက်မြို့တွင် ကြီးကြပ်ခဲ့လေသည်လက်ဦးတွင်ကျွန်ုပ်သည်တဲ့လူရောစကားပြောနည်းသင်ခန်းစာများကို ပို့ချလျက်ရှိသည် ထိုသင်္ကန်းစာများဖြင့်အရွယ်ရောက်ပြီးသူတို့အားလူများရှိမောက်တွင်တော်၎င်းအလို့အကိုင်းနှင့်ဆက်လင်း၍တော်၎င်းစကားပြောရာ၌မိမိတို့၏အကြံဉာဏ်များကိုရှင်းရှင်းလင်းလင်းထိထိရောက်ရောက်ဟန်ပန်လေသာနှင့်ပြောဆိုပြသနိုင်အောင်သင်ကြားပြသပေးရန်ကျွန်ုပ်ရည်ရွယ်ချက်ရှိလေသည် ို့ရတွင်အရွယ်ရောက်ပြီးသူများသည်ထိရောက်သော စကားပြောတတ်ကိုတက်မြောက်ရန်လိုသည်နှင့်အမျှအလုတ်ကိုင်းနှင့်ဆက်လင်းသော၎င်းပေါင်းသင်ဆက်ဆံရင်း၌သော၎င်းလူအများနှင့်တင့်တင့်စွာစခန်းသွားနိုင်မည်သင်ခန်းစာများကိုလည်းပို၍လိုအပ်ကြောင်းနှင့်များစွာလွန်လာသောကကျွန်ုပ်သည်တဖြည်းဖြည်းသိလာပါသည်ကျွန်ုပ်ကိုယ်တိုင်ပင်တဲ့ ။ဤသင်္ကန်းစာကို လေးလာလို့သောကြောင့်တစားတစားသိလာ၏။ကိုငယ်ပြီးသောနင်များကို ပြန်လည်ကြည့်လိုက်သောအခါများအခါပေါင်းများစွာ ကျွန်ုပ်တို့ကိုယ်တိုင်ပါနှမှုသိရှိနားလည်မှုရှိုးရခဲ့သည်ကိုတဲ့ပြန်လည်မြင်မိ၏။သို့မြင်မိတိုင်းကျွန်ုပ်၏စိတ်သည်များစွာတုန်လှောက်ရှားလေသည်။ အနှစ်30လောက်ကအီလိုစာအုပ်မျိုးတုပ်ကျွန်ုပ်လက်ထဲသို့ရောက်လာစေတော့ဟုညာစွာတောင်းတမိ။အကယ်လို့များရောက်လာခဲ့ရင်ဘယ်တော့အဖိုးတတ်မလဲ။လူများနှင့်ပေါင်းသင်းဆက်ဆံရင်းသည်တဲ့။အဲ့အတွက်အရေးကြီးဆုံးသော ပြဿနာကောင်းဖြစ်ပေမည်။အထူးသဖြင့်သင်သည်ရဲ့ကုံတွေဖြစ်ခဲ့ရင်ထိုစကားသည်မှန်ကန်ပေမည်။ဟုတ်တယ်လေ။ အကယ်၍သင်သည်အင်းရှင်မသို့မဟုတ်ဘိဓုကာသို့မဟုတ်ဆက်ဆရာဖြစ်လင်လေဒုစကားဟာမှန်ဥမှပဲတဲ့ဆရာတလန်းဒေကာနေကြီးအဖွဲ့ကတဲ့ကြည်ကျွေတဲ့နှစ်အနေငယ်ခန့်စူဇန်ဘူးရတဲ့အလွန်ရေးပါအရာရောက်သည့်အချက်ချက်ကိုတွေ့ရ၏ထို့ အချက်မှန်ကန်ကြောင်းကိုလည်းဒေကာနယ်ကြီးလုပ်ငန်းအဖွဲ့အတက်ပညာအဖွဲ့ကထပ်မံရှာဖွေရရှိသောအချက်လက်များကတဲ့ထောက်ခံလေသည်တဲ့လူလူကိုဆွဲဆောင်နိုင်ခြင်းတည်ဟူသောပေါင်းသင်းဆက်ဆံရေး၌ကျွမ်းကျင်သောကြောင့်ဖြစ်လေသည်တဲ့နော် ဖလတီယာပြည်နယ်နဲ့နယူးယောက်မြို့များတွင်နဲ့ကျွန်ုပ်သည်နှစ်ပေါင်းများစွာဆက်ဆရာနှင့်လျှက်စစ်ဆိုင်ရာဆက်ဆရာများကိုတင် जा ပြတာပေးခဲ့ဘူး၏ဆက်ဆရာပေါင်း1500ထက်မနည်းကျွန်ုပ်လက်ထဲမှထွက်သွားဘူး၏ထိုသူများသည်ကျွန်ုပ်ထံသို့ပညာလာရောက်သင်ကြားခြင်းမှာအခြားအကြောင်းမဟုတ် နေပေါင်းများစွာ တွေးကြုံမှတ်သားပြီးနောက်ဆက်ဆရာလုပ်ငန်းတွင်တဲ့ဝင်းဝေးဝင်းအဖြောင်ဆုံးလူသည်များသောအားဖြင့်ဆက်ဆရာအတက်ကိုအတက်ဆုံးဖြစ်ကြောင်းမဟုတ်ကို သိလာသောကြောင့်ပင်ဖြစ်သည်တဲ့ဒါရကဆိုကြပါစို့လူတဦးသည်အရင်ချင်းရှိသောဆက်ဆရာသို့မဟုတ်စရင်ကိုင်းသို့မဟုတ်ပြီးသူကသို့မဟုတ်ညီသည့်ပညာ တအူအူအူဆိုတင်းငွေတပတ်လင်ဒေါ်လာဒင်းက25ပြားမှပြား90အထိပေး၍ငားနိုင်သည်သို့တော့ပညာသည်တဲ့ပြည့်နေလျက်ရှိသည်တို့ရတွင်တဲ့သက်ဆိုင်ရာအတက်အပြင်မိမိအကြံဉာဏ်တို့ကိုတိတိကျကျဖော်ထုတ်ပေးစွမ်းနိုင်သည့်တတ္တိခေါင်းဆောင်သည်အည်အသွေးတပတ်သားကို စိတ်ပါအောင်ဆော့ပေးနိုင်သောစွမ်းဤတို့သည်ထိုပညာ၌ ြည့်စုံလုံလောက်မှုကားတဲ့ထိုးသူသည်ဝင်းဝေးပိုမိုဖြောင်ဖြူးလေးပိုရပါလိမ့်မယ်တဲ့စက်ပညာတက်လို့စက်ပြင်ကပြန်90ရမယ်သို့တော်ညတဲ့အပြောတက်ရင်ဒီပြန်90တဲ့ပိုရတယ်ပေါ့ဂျွန်ဒီရောဖီလာတရေကြီးသည်တဲ့မိမိလုပ်ငန်းအတက်နိုင်ဆုံးအဲမိမိလုပ်ငန်းအတက်ဆုံးအချိန်တွင်တဲ့လူများနဲ့ပေါင်းသွင်းဆက်ဆံသည့် စွမ်းရည်တက်တည်သည်တဲ့တကြားတို့ကော်ဖီတို့လိုပတ်စံပေးပြီးဝယ်ရင်ရနိုင်တဲ့ကုန်တမျိုးပဲကျုပ်တော့ဒီစွမ်းရည်တက်တည်ကိုကွာပေါ်ရှိအရှာပညာညာထက်ပတ်စံပို့ပေးပြီးဝယ်မှာပဲဟုမက်သီးယူးရက်စပီကပြောဘူး၏ကဘာပေါ်တွင်နဲ့ဤမြအဖို့တန်ဆုံးသောစွိုင်းသက်တိကိုတိုးပွားအောင်လုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့ သက်ဆိုင်ရာသင်ခန်းစာများကိုတဲ့တိုင်းပြည်အတွင်းရှိကောလိပ်ကျောင်းများတွင် သင်ကြားပြသပေးလိမ့်မည်တဲ့သင်တို့ထင်မိဘူးသလားကောလိပ်ကျောင်းများတကြောင်လောက်ရှိပေးလိမ့်မည်တဲ့သို့တော့ကျွန်ုပ်ဒီထိုးကျောင်းကိုယခုထက်တိုင်မတွေ့ရသေးပါတဲ့ရှီကာဂိုတဲ့ယူနီဘာစီတီ United YMCA ကျောင်းအဖွဲ့ကြီးကကြီးကျယ်၍အသက်အရွယ်ရောက်ပြီးသူများအားတဲ့ဘာကိုသင်ကြားလိုသနည်းဟုစုံစမ်းမှု၏တဲ့ဤကဲ့သို့စုံစမ်းခစေငွေသန်းပေါင်း2000ွဲကုန်ကြခံ၍ဒေါ်လာတောင်းမဒေါ်လာ2000ွဲကုန်ကြခံ၍နှစ်နှစ်ကြာလေသည်တဲ့ထိုအဖွဲ့သည်နောက်ဆုံးစုံစမ်းသောမြို့မှာတဲ့ Connecticut ပြည်နယ် Maryland မြို့ဖြစ်လေသည်ထိုမြို့သည် American စစ်စစ်မြို့လေးတစ်မြို့ဖြစ်ထိုမြို့ရှိအရွယ်ရောက်ပြည်သူတိုင်းအားတဲ့သင်ဘာလုပ်ရှင်တယ်လဲဘယ်နဲ့တန်းအထိသင်မှုတယ်လဲအားလက်ချင်းနိုင်ဘာလုပ်တယ်လဲဝင်ငွေဘယ်လောက်ရတယ်လဲဘယ်အတွေကိုအပြင်းပြေလိုက်စားတယ်လဲသင်အလိုရှိသောရည်မှန်းချက်ဟာဘာလဲ သင်တွေ့ကြုံရတဲ့ပြဿနာများဟာဘာလဲဘယ်ပညာရဲ့ကို သင်ကြားရန်စိတ်ဝင်စားဆုံးလဲစသောမေးခွန်းပေါင်း156မျိုးကို မေးလေသည်တဲ့သူဘွေးဆုံးစမ်းရဲ့ဆိုရင်ကြမ်းမာမှုသည်အသက်ရွယ်ရောက်ပြီးသူတို့၏အရေးစီးဆုံးသောအချက်ကိုတွေ့ရလေသည်သူတို့သည်တဲ့ဒုတိယစိတ်ဝင်စားဆုံးသောအချက်သည် လူမှုရေးပင်ဖြစ်သည် လူအကြောင်းကိုနားလည်အောင်ဘယ်လိုလုပ်မလဲလူအများနဲ့သိမြင်အောင်မိခဲ့သူဆက်ဆံမလဲလူကြိုက်အောင်ဘယ်လိုလုပ်မလဲလူတွေကိုကိုယ်ပတ်ပါအောင်ဘယ်လိုဆွဲဆောင်မလဲစသောလူမှုလူကိစ္စများပင်ဖြစ်လေသည်ထိုအချက်များကိုတဲ့စုံစမ်းပြီးနောက်တဲ့ထိုသူတို့လိုလားချက်များကိုသင်ကြားရန်ရေးသား ရေပြီးသားလက်ဆွဲချမ်းတုပ်ကိုတဲ့စုံစမ်းရေးဖွဲ့ကအပတ်တခုရှာပွေပြန်သည်တဲ့သို့တော်တုပ်တလေမှ မတွေ့ရပေနောက်ဆုံးစုံစမ်းရေးဖွဲ့သည်ရဲ့အသက်ကြီးပညာရေးတွင်ကဘာပေါ်၌ထိတ်တန့်အကြဆုံးသောပါရဂူကြီးတူထံထက်ပါအရင်နှင့်ဆက်လင်း၍မြည်သည့်စာအုပ်ကိုဖတ်ရမည်နည်းဟုစုံစမ်းပြန်ရအရွယ်ရောက်ပြီးသူတိုင်းဘာကို လိုသည်ဆိုတာကိုကျွန်ုပ်ပြောပြနိုင်သည်တို့ရတွင် ထိုးသူများဖက်ရန်ကြမ်းစာအောင်မှယခုထက်တိုင်တက်အုံးမြမပေါ်သေးသည် ဟုပြန်ပြောလိုက်လေသည်ထိုးပြောပြချက်မှန်ကန်ကြောင်းကို ကျွန်ုပ်ကိုယ်၏အားဖြင့်သိရှိပြီးဖြစ်သည်အဘဲကြောင့်ဆိုသောလူနှင့်ပေါင်းသင်းဆက်ဆံရေးတွင်စည်းကမ်းတကျအသုံးချလောက်အောင်နှင့်ရေးသားထားသော စာတအုပ်ကိုများကျွန်ုပ်ကိုယ်တိုင် စုံစမ်းရှာဖွေနေသည်ပါနှစ်ပေါင်းအတော်ကြာကြောင်းခဲ့လေပြီသို့သောတဟုတ်တလီမြမတွေ့ခဲ့ရချေထိုကြမ်းမျိုးတကြမ်းမြမရှိသည်ဖြင့်ကျွန်တော်ဤတင်နှန်းတွင်အသုံးပြုရသောတို့ကိုကျွန်တော်ကိုယ်တိုင်ရေးသားရန်ကြိုးစားရလေသည်ယခုအခါထိုစာအုပ်မှာပြီးစီးပြီးဖြစ်ရာသင်တို့ကြိုက်နေသက်လိမ့်မည်ဟုမျှော်လင့်ပါ၏ဤစာအုပ်ကို ရေးရန်အတွက်ဒေါ်ရသီအရေးသားများလင်မယား ကွာလိုမှုစင်ရက်နဲ့မိဘမဂဇင်းတို့မှာအစားပြု၍ Professor Overtree Afrel Della နဲ့ William Jane တို့ရေးသားချက်များ အထိဖတ်ရလေသည်ထိုများနဲ့မပြီးသေးထိုများနဲ့မပြီးသေးတဲ့စာအရှာကျွမ်းကျင်သူသူသည်သည်တယောက်ကိုငားရမ်းလျက်ကျွန်ုပ်ကိုယ်တိုင် မဖတ်ဘူးသောစာအရရက်နက်နဲသောစိတ်ပညာစာအုပ်များ ရာပေါင်းများစွာသောမဂဇင်းဆောင်ပါများမရေမတွက်နိုင်သော အတုပတ္တိထဲများတွင် ရှေးပူဒီနီကစ၍ယခုထက်တွင်ထင်ရှားကျော်စိုးခဲ့သောသူများသည်လူတို့နှင့်မိခဲ့သောပေါင်းသင်းဆက်ဆံကြသည်ကိုသိရှိရန်အရရဲ့ချီစာကြီးတိုက်များသို့သွားရောက်၍တနည်းခွဲလုံးတနည်းခွဲလုံးလုံးစူးစမ်းရှာဖွေမသားစေ၏ ူလီယက်စီဇာမှာအစပြု၍သောမတ်အက်ဒီဆင်အထိထင်ရှားပြောကြားသောခေါင်းဆောင်ကြီးတို့အထုပ်ပတိပေါင်းများစွာကိုဖတ်ပြီးလေပြီ။သီအိုဒိုရုစဖဲလာတယောက်ဤအထုပ်ပတိပေါင်းမျိုးစုံတရားကျော်ကိုဖတ်ပြီးခဲ့ပြီ။ခေမျိုးမျိုးမျိုးတွင်လူတို့သည်မိတ်ဆွေများနှင့် လူများကိုမိဘသို့ပေါင်းမည်သို့ညီနီးဖြင့် အသုံးပြုသည်ကဲ့သို့ကိုစုံစုံလင်းလင်းသိချင်အတွက်အရှိန်နှင့်ငွေမြည်မြပင်ကုန်စည်ကားမှုအကုန်ခံမိဟုဆိုကဒိဋ္ဌံပြီးဖြစ်လေသည်ဤကိစ္စနှင့်ဆက်လင်း၍ကျွန်ုပ်ကိုယ်တိုင် မာကိုနီဖရန်ကလင်ရော့စ်ဖက်အိုဝင်ဒီအန်ကလက်ဖရဲမေရီပို့စ်မာဒန်ဂျိုဆန်စသည်တို့ကမ္ဘာကျော်ပုဂ္ဂိုလ်တို့များနှင့်တွားရောက်တွေ့ဆုံ၍ လူများနှင့်ပေါင်းသင်းဆက်ဆံရာ၌ထိုသူများအသုံးပြုသောတခုကောင်းများကိုစူးစမ်းခဲ့ဘူးလေသည်ဤကဲ့သို့စူးစမ်းစာဝေးစူးစောင်းခဲ့သော အစီအစဉ်များမှာယခုထက်တိုတိုခတ်တိုတိုပြော၍ပြီးနိုင်မိဟောစာတပုတ်ကိုဖြစ်အောင်ရေးပြီးလေမိတ်ဆွေပေါ်၏လူများအပေါ်ဩဇာကြောင်းလုံနိဝါမိတ္တပလတိကာဟုအမိပြီးလေသည်ခတ်တိုတိုဆိုသောကျွန်ုပ်စကားကိုကျွန်ုပ်သုံးခဲ့သည်အဘဲကြောင့်ဆိုသော ယေဇာကခက်ကတူတူဖြစ်ခဲ့တော့လေယခုခါမူကတဏှာဤခွဲလောက်ပြောရတော့ဟောစာအုပ်တပုတ်တို့တဲ့အနှဲငယ်ရှိသွားလိမ့်ပြီတဲ့နယူးယောက်မြို့ရှိကာနေဂျီကျောင်းသင်တန်းများတွင်ဒိုဟောစာရမ်းများကိုနှစ်စဉ်နှစ်ပေါင်းများစွာကျွန်ုပ်ဟောပြောခဲ့ဘူးသည်သူဟောဘောစာများကိုဟောပြောပြီးနောက်ကျွန်ုပ်သည်ကျွန်ုပ်လက်ဆွဲတပည့်များအား သူတို့ဤပေါင်းသင်းဆက်ဆံရာတွင်အသုံးပြုနည်းများနှင့်တွေ့ကြုံရသည့်အဖြစ်အပျက်များကိုကြောင်းတွင်ပြန်လည်ပြောဆိုရန်အမြဲတိုက်တွန်းလို၏။ဤစာအုပ်ကိုအခြားစာအုပ်များရေးနည်းများကဲ့သို့ရေးသည်ကမဟုတ်ကလေးသည်တစားစားကြီးပြင်းလာသလိုထိုစာအုပ်သည်တနစ်တဲ့တနစ်ကျယ်ဝန်းလာရလေသည်။ကျွန်တို့ထံတွင် လာရောက်သင်ကြားသောတပည့်တစ်ထောင်တစ်သောင်းအတွေ့အကြုံများမှ ထိုစာအုပ်ကြီးသည် ကြီးပွားလာရလေသည်။ နေပေါင်းများစွာပို့စကစာရွက်ကြီးမကြီးလတော့စကူကပ်ပြားများပေါ်တွင် စီးမြင်းတဖုံကိုပုံနေ၍သင်္ကန်းစာများကိုစတင်တင်ကြားလေသည်နောက်တနည်းသို့ရောက်သောအခါစီးကန်းများကိုထိုးတဲ့ကြီးသောစကူကပ်များပေါ်တွင် ပုံနေရလေသည် နောက်တနည်းတွင်စာရွက်မှစာအုပ်ငယ်ဖြစ်သောတနည်းထက်တနည်းချဲ့ထွင်ရေးသားရလေသည် 15နှစ်လောက် စူးစမ်းရှာဖွေစူးစောင်းပြီးနောက်ယခုခါတွင်ကျန်းတဆောင်ဖြစ်မြောက်လာလေသည်။ဤကျန်းတွင်ပါဝင်သောနီးများသည့်ရှေးကရှေးကရှေးကရာစဉ်စားပြီးရေးထားသောစိတ်ကူးရင်များမဟုတ်။ချင်းချင်းများလည်းမဟုတ်။ရင်းတို့ကိုသုံးပြီးလေမျက်လည်းကဲ့သို့ထူးဆန်းအံ့ဩဖွယ်ရာကောင်းသည်ကိုတွေ့ရမည်ဖြစ်၏။ပြောလင်းယုံနိုင်စရာမရှိ။ သို့သောဣဇာဟုတ်တွင်ပါနေသောမြီးများကိုအသုံးပြုခြင်းဖြင့်လူတို့၏အခြေအနေမှာပြောင်းပြန်လှန်ပစ်လိုက်ပြီးတကယ်သို့ဖြစ်သွားသည်ကျွန်ုပ်ကိုယ်တိုင်တွေ့ဘူး၏။သတ်သေးပြအံလုံသားတရား314ရောက်ရှိသောအလုတ်တိုက်ကြီးတရိုက်တွင်အလုတ်ရှင်သည့်မနက်ကကျွန်ုပ်ထံတွင်ညည်းယူရန်လာရောက်ခဲ့၏။ သူဤလုံသားများကိုမစုံမနစ်ကျူပူစိမ့်ပေါင်းရှဲဆဲရည်ချင်းတနာချင်းရှိမွခြင်းအားပေးခြင်းတို့ကိုတဲ့သူနားမလဲခဲ့ပေသူဤနှုတ်မှတကြိမ်တစ်ခါမျှမထွက်ဖူးခဲ့ပေဤသောတွင်ဆွေးနွေးထားသောအခြေခံဤများကိုလေ့လာပြီးနောက်ထိုသူသည်ရှေးကထားခဲ့သောသူဤစိတ်ကိုပြင်လိုက်ပြင်လှုပ်လိုက်သောအခါတခါဒီပြောင်းလဲသွား၏ ယခုအခါမူသူကဆက်ယုံအလုခုတွင်စိတ်အားတက်ကြွခြင်းရိုသေလေးစားခြင်းစေလုံးညီညွတ်ရှင်းဟူသောစိတ်တဲ့အသင်များပြတ်နှက်လျက်ရှိသည်ရှေးကရန်သူတပွဲဖြစ်ခဲ့မှုသောအလုံးသမား314ဦးသည်ယခုအခါတွင်မိတ်ဆွေစစ်စစ်331ဦးဖြစ်သွားလေသည်တဲ့ရှေးကကျွန်ုပ်၏အလေးအုံတဲသို့ရောက်သွားလေကျွန်ုပ်ဟာတူတူယောက်ကမှနှုတ်ဆက်ခြင်းမပြု အလုံးသမားများသည်ကျွန်ုပ်ရောက်လာသည်ကိုမြင်သည်နှင့်တပြိုင်နက်တဖက်သို့မျက်နှာလက်ကနေလေ၏ယခုမူကားအားလုံးသောအလုံးသမားများသည်ကျွန်ုပ်၏မိတ်ဆွေများဖြစ်ကြလေပြီကျွန်ုပ်၏တကားကိုပင်ကျွန်ုပ်ငယ်နံမြီခေါ်၍နှုတ်ဆက်၏ဟုအလုံးရှင်သည်အတန်းထဲရှိအခြားတပည့်တပည့်များအာရပါရပြောဘူးလေသည်ယခုကထိုးသူသည်အမျက်စွန့်ပူရရှိခြင်းအလက်ချိန်ပူရရှိခြင်းစသောအကျိုးတူးများသာမကား အလုတ်ကွင်းနှင့်နေအိမ်၌ပင်ရှင်ရှင်လန်းလန်းချမ်းမြေခြင်းကိုခံစားရလေသည်မရေမတွက်နိုင်သောအယောင်သမားတို့သည်လည်းအမှားစာများရရှိကြလေပြီညွန်ကြားသူ လူကြီးများလည်းလကနှင့်အာနာများတို့၏ရရှိကြလေပြီညွန်ကြားသူလူကြီးတို့သည်ဤနည်းကိုအသုံးချသည့်အတွက်တစ်နှစ်လျင်ဒေါ်လာငွေ9000စားမြလစာတိုးတက်ရရှိသည်ရရှိသည်ဟုမနစ်ကအကြောင်းကြားဘူး၏ ဖလာဒီဗီယာပြည်နယ်ဓာတ်ငွေကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်နေသူညွန်ကြားညွန်ကြားရေးမှူးလူတဦးအားလက်အောက်အလုံသမားများကို လိမ်မာရေးချစွာမထိန်သိမ်းနိုင်မှု အပြင်သူ၏ရန်လိုမှုကြောင့်ယာဒူချော့ပြည်ရန်စီစဉ်ပြီးသားဖြစ်လေသည်တို့ရာတွင်ညွန်ကြားရေးသူလူကြီးသည်ထိုစားအုပ်တွင်ပါသည့်နီးများကိုအသုံးပြုသည့်ဖြင့်အသက်65နှစ်အတွင် အလုံးလျှော့ခံရမိဘေးမှာလွတ်ယုံသားမကယာဒူးနဲ့လာကလည်းတိုးရင်ရခဲ့ဘူးလေသည်သင်္နန္နာပြီးဆုံးသည့်အနေကျွေးမွေးသောညစာစားပွဲများသို့တက်ရောက်ကြသည့်အိမ်ရှင်မတို့ကသူတို့၏ခင်မွန်းများသည်အိနီလာများကိုသင်ကြားပြီးမှသူတို့၏အိမ်များသည်ရှိကြတဲ့ပိုး၏ဆိုးပြေစိတ်ချမ်းသာရသည်ဟုကျွန်ုပ်အားဖွင့်ဟပြောဆိုဘူး၏ ဤနည်းများကိုသုံးတော်သူသည်သုံးပြီး၍အကျိုးရှိမှန်သည့်၍မျက်မှောက်တွေ့ရှိသောအခါများစွာအံ့ဩသင့်လျက်ရှိကြ၏မြက်လက်ပြတဲ့ကဲ့သို့အံ့ဩဝယ်ကောင်းလျက်ရှိ၏အရှုမအကြောင်းဖွင့်အောင်စောင့်နေရသည်မှာကြာလွန်သည်ဖြင့်တင်းင်းငွေနည်း၌ပဲကျွန်ုပ်ထံသို့စကားပြောချင်းနှံဆက်၍သူတို့၏ထမြောက်အောင်မြင်ခြင်းများကို ပြောကြားလေသည် လူတယောက်ဒီမနစ်ကဤနီးကိုတင် जा ပြီးနောက်တပိုင်းနဲ့အလွန်အမင်းဆေးရထက်တန်လျက်ရှိကအတန်းတဲကြီးအခြားသူများနဲ့လင်းအားကြီး၃နာရီလောက်အထိထိုင်၍ဆွေးနွေးမှု၏အခြားသူများအိမ်ပြန်ကြတော့လေထိုးသူသည်မအိမ်နိုင်သူရှိကမားခဲ့သော ယူဆချက်များကို၎င်းရှေးဖို့၌ဤနီးကို၃ရက်တစ်ဖြင့်ထားမြောက်အောင်မြင်တော်မူချက်များကို၎င်းဆင်ရင်တွေးတော်နေသည့်အတွက်နောက်တစ်နေ့တွင်ညတညတ ဆက်မိန်နိုင်တော့ရှိတဲ့ဒါဥစဉ်တို့စကားပြောနီးပညာက လိုအပ်တယ်တဲ့စကားပြောနီးပညာကဆရာပဲလှုပ်လို့ဘာပဲလှုပ်လို့အပြောဆိုတက်မှာတဲ့နော်အစဉ်ပြေတယ်တဲ့အဲ့ဒါဥနုရေးသားတဲ့မိတ္တဗလတိကာကိုဖတ်သွားခြင်းဖြစ်ပါတယ်